ဲပြေဆုံးကြပါစီရှင်ဆီယာမမိချမ်းဝေရေးသားထားသောတောက်တီးတောက်တဲ့ပဲနဲ့သာဆိုတဲ့စာစုလေးကိုမျှဝေတင်ဆက်ပါမယ်ရှင်တလောကဂျာနေဟောင်းတစောင်းမှာတောက်တဲ့တွေအဝယ်လိုက်နေတယ်ဆိုတဲ့သတင်းကိုဖတ်ရတော့ဟိုရခင်အနှစ်အစိတ်ခန်းကကံယူတဲ့မြို့ကလေးမှာတရက်ကွက်ထဲအတူနေခဲ့ရဘူးသူ ကိုတွတ်တီကို သတိရမိပါတယ်တကယ်ဆိုကိုတွတ်တီနံမီက ကိုတွတ်หนีပါ ဘလို့ကဘလို့ဘသူကစားလိုက်တယ်မသိကိုတွတ်တီဖြစ်သွားပါရောဒီမျိုးအနေနဲ့ဆိုတွတ်တီဆိုတဲ့နာမည်ဟာတိတ်မကောင်းလှပါဘူးအဲ့ဒီတုန်းကမြို့ကလေးမှာ မိန်းလာတွေကိုပုံးနဲ့သုံးနဲ့ခေတ္တခေဟာတကယ်ပဲရှင်သန်ခဲ့ဘူးပါတယ်မင်းလာဘုံတွေလိုက်သိမ်းတဲ့လူကိုဒီမျိုးကလူတွေခေါ်လိုက်ပုံကခြေတွတ်တီတဲ့ ဘယ်စကားကိုမြမလိုပြန်ရရင်ခြေကြုံကလာလိုအထိပယ်ရတာပေါ့အဲ့ဒီခြေတွတ်တီရှိနေရသားနဲ့ကိုတွတ်ညီကိုကိုတွတ်တီလို့ပြည့်အောင်ခေါ်ကြတာတော့နင်းနေတော့လွန်နေထင်တယ်ကျမကသာဒီကိစ္စခံစားနေရတာကိုတွတ်တီအဲကိုတွတ်ညီကဘလို့မှခံစားရပုံမပေါ်ဘူးကျမကိုယ်တိုင်လည်းအများနည်းတူကိုတွတ်တီပဲခေါ်မိလေတော့ ိုတွတ်ဒီပဲဆိုပါစို့တခါတည်းရန်အရက်ခေါ်တွေကအတိတ်ပဲမရှိလဲတသက်လုံးတွင်သွားတဲ့နာမည်မျိုး ရှိပါတယ်မဏီလက်တော်ဆိုတဲ့နာမည်မျိုးဒေါ်ဘိုးကြီးမဆိုတဲ့နာမည်မျိုးလက်လွဲမတိုးအဖိုးကြီးနဲ့လည်းမတူပဲ ထွက်တယ်လို့ခေါ်ရင် ခေါ်တယ်လို့တွင်သွားတဲ့နာမည်တွေအများအပြားမဟုတ်လားထိပ်ပြောင်အောင်ဘူးတို့ တခေါလှမောင်တို့သူတို့ရုပ်အင်္ကာရဲ့ထင်ရှားတဲ့အစိပ်ပိုင်းကိုကိုစားပြုတဲ့နာမည်မျိုးတွေလည်းမှဲလေရှိပါရဲ့အခုလဲကိုတွတ်ဒီဟာကိုတွတ်နီကနေစင်းသက်ရွေလျောလာပြီမဲချစ်တွတ်ဒီနဲ့တော့ဘာမှမဆိုင်ဘူးဆိုတာတရလုံးအသိပါအဲ့ဒီကိုတွတ်ဒီဟာ နာမည်နဲ့စန့်ကျင်စွာပဲထောင်မောင်းနဲ့အယံမောင်းတောင့်တင်းတဲ့ဗလာနဲ့မှင်မောင်းကောင်းသူပါ ။ခေါင်းကြီးအိမ်ကဗာကြီးပြောစကားနဲ့ပြောရရင်ဒီလူကကြော်ဟင်းနဲ့သောခင်စက်ကြထားတဲ့ကောင်းပါကွာဆိုတာလူပေါ့။ကိုတွတီဟာ သူတကြက်သားဆွဲကြိုးပေါ်အောင်အင်းကြီးရင်ဘက်ကျဲသည့်နှလုံးကိုအမြဲတမ်းဖြုတ်ထားလေးရှိသူပါ။ကျင်းပေါင်းမိကိုအမြဲတမ်းဝစ်ပြီးစကားကိုမပွင့်မလင်းညင်းညင်းညံ့ညံ့ပြောဟန်ကကြော်ဟင်းငယ်ငယ်ကစက်တိုင်မှာ စတိုင်ကြကြဝစ်စားစင်ရင်တတ်တဲ့ကိုတွတ်တီရဲ့အသက်မွေးဝမ်းကြောင်းကတော့ကုံရောင်းကုံသွဲဖြစ်ပါတဲ့။ဘာတွေရောင်းဘာတွေဝယ်လဲမေးရင်ဈေးကြိုက်တာတွေအကုန်ရောင်းဝယ်ပါတယ်။မှောင်ခိုတွေခစ်စားစင်အခါကကိုတွတ်တီမှောင်ခိုလေနဲ့ရှန်ကန်ထိုင်းရထီအကြိမ်ကြိမ်ရောက်ခဲ့ပါပေါ့ဈေးကွက်စည်းပွားရေးတွေပွင့်လင်းလာတော့မှောင်ခိုပစ္စည်းနဲ့မဟုတ်ပဲ တရုတ်ကဝင်တဲ့ပစ္စည်းတွေတဲရောင်းတာမျိုးတရားမဝင်ငါသက်ရည်တွေထိုင်းကို ပို့တာမျိုးလုပ်ပါသေးတယ်။မိမလည်းမယူ မေအိုကြီးကိုလှုပ်ကျွေးနေတာမှု နောက်ပိုင်း AA's နဲ့လှုပ်ရှားနိုင်သူလို့ပြောရင်ရပါတယ်။ တကိုယ်တဲ့လူပြိုကြီးမို့လားမသိဘူးကိုတွတ်ဒီမှာတပည့်တပန်းပေါ်လာတယ်မနဲ့မိုးလင်းရင်ကိုတွတ်ဒီအိမ်ရှိမှာဆိုင်ကယ်တွေဟောကနေဟောကနေထိုးဆိုင်ပြီးအုပ်စုလိုက်ကြီးကကြေးတိုင်းဆိုင်ကိုခြိတက်နေကြပါရက်ွက်ထဲကနာမီကြီး ခွေးနီကကြေးကိုက်ဆိုင်ဟာကိုတွတ်ဒီတို့အုပ်စုစတဲ့ချရာနေရာပေါ်ခွေးနီကြော်ကျွေးတဲ့ကကြေးကိုက်ကိုအားမရပဲ ကိုတွတ်တီကသူကိုယ်တိုင်ဈေးတဲ့ကကင်းမွန်နေပဇွန်နေဝဲသွားပြီကိုယ်တိုင်ဝင်ကြော်လော်တာမျိုးလဲရှိလေရဲ့ကကြေးကိုက်ဆိုင်ပိုင်ရှင် ခွေးနီစိတ်ကောင်းရှိသလောက်ကိုတွတ်တီတို့အုပ်စုတောင်းညံ့နေကြတာပါဒါကကိုတွတ်တီမျိုးမှရှိတဲ့ပုံစံပါများသောအားဖြင့်တော့အယောင်းဝယ်နဲ့ခရီးထွက်နေတာများပါတယ်ကိုယ်တို့ဒီတယောက်ဒီလောက်ကုန်းသွင်းနေတာချမ်းသာရောပေါ်လို့မထင်လိုက်ပါနဲ့ ရရဆဆပါပဲမချမ်းသာပါဘူးအဲ့ဒါဘာဖြစ်လို့လဲဆိုတော့ကိုတွေ့ဒီဟာဗော်လီဘောရှာသမားမှုလို့ပါပဲဗော်လီဘောရှာဆိုတာဟာကယောကမင်းနမောနမဲနိုင်သူလို့အဓိပ္ပာယ်ဖွင့်ရမယ်ထင်ပါတယ်ကိုတွေ့ဒီရဲ့နမောနမဲနိုင်မှုတစ်ခုကို ပြောပြရမယ်ဆိုရင် တခါတော့အယောင်းဝယ်နဲ့ကော်တောင်းလေတဲ့ဆင်းလိုက်သွားရော့တယ် ဟိုတုန်းကရေလန်းခရီးဆိုတာလှေကြီးတွေကိုပဲအပြုတ်သွားရတဲ့ခေတ်ပေါ့အ ਨੇ ဆုံးဘိတ်ကနေကော်တောင်းကိုတညနဲ့တနေ့ခုတ်ရတာပါလမ်းခုလက်လှေပေါ်မှာညာအီရတယ်ဆိုပါတော့ကိုတူကြီးဟာအိမ်မုံစုံမွားနဲ့မနယ်စောကြီးလှေပဲဘက်ကိုမျက်နှာသစ်သွားတိုက်ဖို့ထွက်သွားတဲ့လှေကြီးတွေမှာကရေချိုးစီတွေကိုလှေပိုင်မဲမှာထားတတ်တာကို ကိုတက်တီဟာသူ့ရဲ့အံပုံကိုဖြုတ်ရေစီဖုံးမော်တင်ပြီးမျက်နှာသစ်ပလုတ်ချင်းလှုပ်တဲ့အဲ့ဒီအချိန်မှာအဖွားဦးတယောက်လည်းရေစီနာကိုမျက်နှာသစ်ဖို့ရောက်လာတတ်တယ်။အဖွားဦးကရေတိုင်ကြီးဖုံးပေါ်ကအမတ်တမဲ့တင်ထားတဲ့ကိုတွတ်တီရဲ့သွားအံဖုံးကို မျက်စိမွဲ့မွဲ့နဲ့ကြည့်လိုက်တာအံပုံလို့မမြင်ပဲငါးရိုးကြီးလို့မြင်တတ်တယ်။ ဘဲကငါရိုးကြီးရေစီဖုံးပေါ်ရောင်းနေပါလိမ့်ဆိုပြီးပင်လေတဲ့ဝဲပစ်လိုက်ပါရောဝဲပစ်လိုက်တယ်ဆိုတာ အဝေးကြီးရောက်အောင်လွှတ်ပစ်လိုက်တယ်လို့ပြောတာပါကိုတွတ်ဒီကိစ္စပြီးလို့လှဲကြည့်တော့မှသူ့အံမုံကြီးမရှိတော့ဘူးမသိနားမလည်လို့ဖြစ်တာဆိုတော့စိတ်ဆိုးရလဲအခက်ပေါ်တက်ကြီးရွယ်အိုမရှိစင်ရသားကိုအယောတောင်းရလဲအခက်ပေါ် အဲ့ဒါနဲ့ကိုတုတီတယောက်အံပုံမပါတဲ့ original ဗဇက်ပိန်ပိန်ကြီးနဲ့ကော်တောင်းထီလိုက်သွားရတော့တယ်။ရှိုးစမိုးကောင်းသူ အလားကြိုက်အတန်းကြိုက်သူမှ ဖြစ်ရတယ်ဆိုပြီးပြောစမတ်တွင်သွားတာပေါ့။တကယ်ဆိုကိုတုတီအံပုံနဲ့ဆိုတာဒီပြဿနာမပေါ်ရင်ဘသူမှတီးမာတော့မဟုတ်ဘူး။အခုတော့သူ့မှာမလွဲမရှောင်သာမအီမလဲကြီးလူသီးခံလိုက်ရတဲ့အဖြစ် အဲ့ဒီလိုနမောနမက်ဗောလီဘောရှာနိုင်တဲ့ကိုတွတ်ဒီတယောက်တောက်တဲ့ဝယ်မယ်ဆိုတော့ဒီကိစ္စအရက်ထဲမှာတီတိုတီတိုကနေအကျယ်အကျယ်ဖြစ်လာတော့တာပါပဲခြေရင်အိမ်ကဖွာလေးသိန်းကအလိုတော်တောက်တိတောက်တဲ့ဘယ်နဲ့တောက်တဲ့ဝယ်မှာတုံးတယ်အိမ်ခေါင်းရင်ခေါင်းရင်အိမ်ကဘာကြီးဖြိုးကတော့ဟာဟာကိုတွတ်ဒီရောတောက်တဲ့ဝယ်မယ်တဲ့ဗျာ တို့အညာကကောင်းနေတောက်တဲ့ဝယ်မယ်ဆိုတော့တောက်တဲ့ဖမ်းမို့လောက်တာသတိရသေးတာဟဲ့ဒီလိုပဲဘယ်ကဘလို့တောက်တဲ့ဝယ်မယ်သတင်းထွက်တယ်မသိဘူးရွာကလူတွေတော်တဲ့ဝင်ပြီးတောက်တဲ့ဖမ်းမို့လောက်ကြတာပေါ့ညွန်တဲ့လူကလည်းညွန်နေဘယ်တော့ကဘယ်အပင်မှာ တောက်တဲ့တေတပုံကြီးပေါ့ဒါနဲ့ငါတို့ရွာကောင်းတွေတောက်တဲ့ဖမ်းမို့တော်တဲ့ဝင်သွားရောပေါ့ တောက်တဲ့တွေမီယောလာဘာကြီးဖြိုးလို့တယောက်ကဝင်ထောက်တာကိုဘာကြီးဖြိုးကငါလက်ခွေးမိဖို့နေနေသာသာတစ်ပင်ကြီးနောက်ကအေယာမမိချောင်းလို့ရှိတဲ့တောက်တဲ့ကြီးဗဒဲရပြီးပေါ်လာလို့ဖနှောင်းတဲ့တင်မှာတသားတဲ့ကြအောင်ပြေးကြပါလေရောဘာကြီးဖြိုးစကားကပြီးပြီးပြောင်ပြောင်ဆိုပေမဲ့ကျမကတော့မပြီးဘူးမပြီးဆို ကျမက တောက်တဲ့ကြောက်သူကို တောက်တဲ့တင်မဟုတ်ဖို့ဗဒက်မွေကင်းလိချောစားတဲ့တွားသားတတော်ဝါတွေအားလုံးကို ကြောက်တယ်လူနဲ့နီးဆဆုံးအိမ်မြောင်လိုကောင်ကိုတောင်ကြောက်တယ်ကြောင်ကအိမ်မြောင်ခုတ်ပြီးမစားဘဲထားသွားရင်အဲ့ဒီအိမ်မြောင်အလောင်းကိုကောက်မဲ့သူ မရှိဘူးကျမကြောက်တော့ခလေးတွေပါ လိုက်ကြောက်တယ်အိမ်မြောင်အလောင်းကောက်ဖို့အရက်ကိုအကူညီတောင်းရတာမကြာခဏပါပဲ အဲ့ဒီလိုအကြောက်သေးတဲ့အိမ်စီမျက်စိလဲပြီး တောက်တဲ့တကောင်ရောက်လာတယ်မှတ်မှတ်ရရပါပဲတကယ်တော့အဲ့ဒီအကောင်ကအပေါ်ထဲမှာနေတဲ့အကောင်မှာတနေ့မျက်စိလဲပြီးတိုင်လုံးကနေတဆင့်အောက်ထက်စီဆင်းလာပါရော သူ့ကိုမြင်တာနဲ့ကျမအော်ရာငဲတန်းအောင်ပါတယ်ရုတ်တရက်မဲမဲကြကြကြီးမြင်လိုက်ရလို့လန့်သွားတာလေပါတာပေါ့ အဲ့ဒီမှာ သမီးတို့ဖေဖေက သူ့ကို လာရလန်းစီခြောက်လှန့်ပြီးပြန်သွားစေတယ်။သူကမသွားဘူး။ငကိုကပေတေတေကတက်တက်ကောင်းမို့ဒီကမောင်းရင်ဟိုချောင်ကက်ဟိုကမောင်းရင်ဒီပြန်လာဖြစ်နေရင်းနဲ့သမီးတို့ဖေဖေစိတ်မရှိပဲရိုက်လိုက်ရာချက်ကောင်းကိုထိသွားတယ်ထင်ပါရဲ့။သွေးစိတ်လက်ကြပြီးပြေးပါရော။ အဲ့ဒီသွေးဆက်လက်ကဖြစ်ချင်တော့ကျိုးထဲမှာလှမ်းထားတယ်ကျမចောင်းဝင်းစုံအင်ကြီးဖြူဆွဆွပေါ်ကြာသွားတာပါပဲပြီးပါလေရောဒီကောင်သွေးတွေပင်နေတဲ့အင်ကြီးကို ကျမလျှော်ပြီးလျှော်ပြန်စိတ်ထဲမသွမသန်ဖြစ်နေလိုက်တာ နောက်တော့လေမေမေပြောက်ပြောက်ဖြစ်သွားပါလေရောဒါပေမဲ့၄-၅ရက်နေတော့သူ့ပြေးသက်သွားတဲ့တိုင်နာကဖြစ်ရင်အပုံနဲ့ရတယ် ဒီနားမှာကြွက်သေးပုတ်ကြောင်နန်နေတာလားဆိုပြီးရှာတော့လဲမတွေ့ဘူးအဖြေမသိနိုင်တဲ့ပဟေတိကိုစဉ်းစားနေတော့တနေ့တမီးတို့ကိုထိန်းတဲ့အိမ်ကူမလေးအပြင်ကပြန်လာတော့မျက်နှာကမချိုမချင်နဲ့ကျမဒီထီးကင်ပြီးပြင်ထွက်သွားတာစောင်းမလို့ထီးပွင့်လိုက်တော့အထဲကတောက်တဲ့အမီးပြက်ကြီးထွက်လာအပုံနှံ့ကိုဟောင်းနေရောတဲ့ဆီယာမသာထီးဖွင့်မိလို့တော့ပြီးပါလေရော ကောင်မလေးအပြောကကျမကိုကြသည်ထသွားစေတယ်ဒီကလေးကဒီကောင်ပြန်ဆင်းလာမှကြောက်လိုက်တာအခုအဲ့ဒီလောက်ကြောက်တဲ့ကောင်ကိုနှိမ်ကြော်မှနေတဲ့ကိုတွတ်တီကဝဲမဲ့တယ်ဝဲတာတောင်တကောင်နှစ်ကောင်မဟုတ်ရှားတလောက်အကောင်၃၀၀ဝဲမဲ့တယ်ကျမကြောက်စိတ်တွေတိုင်ထိတ်ပြေးဆောင်လာပြီပေါ့အိမ်နီးနာချင်းတွေဖြစ်တဲ့ဖွာလေးသိန်းကအလိုတော်တောက်တီးတောက်တဲ့လို့ပဲပြောပြော ။မာကြီးဖြိုးကဟဟဟဟလို့ပဲရေရေဝဲမှာကတော့ဝဲမှာပါပဲ။တကောင်တစ်ချက်ပေးမယ်ဆိုလို့အုပ်ော်တောင်းနှင်းဖြစ်သွားသေးရဲ့။အဲ့ဒီခေတ်ကငွေတစ်ချက်ဆိုတာနဲတာမှတ်လို့ကိုတို့ဒီကဒီကောင်လေးဝယ်ပြီးဘယ်မှာသွားရောက်မှတုံးဆိုတော့ကော်တောင်းကနေရှန်ကန်ဖန်ဖလာတီတင်มาတယ်ဒီတစ်ခါရှန်ကန်ကိုပစ္စည်းသွင်းပြီးအပြန်လှေတဲ့ဆင်းကနီကိုတို့ဒီက သူလှုပ်ဖော်ကင်ဘက်အဝဲတော်ကိုဘာတင်လာရမလဲလို့လှမ်းမေးတတဲ့အဝဲတော်ကတောက်တဲ့ဝဲလာလို့អော်ပြောတတဲ့ကိုတွတ်ဒီကတကောင်ဘလောက်ပေးမှလဲပြန်អော်မေးတော့လက်သုံးချောင်းထောင်ပြပြီး300တဲ့ကြိုက်ပြီးရစေရမယ်ဆိုပြီးမျက်ရင်ဘာမဆိုလှုပ်တဲ့ကိုတွတ်ဒီတယောက်တောက်တဲ့កောက်ဖို့လှုပ်ပါလေရော ိမ်ရှိမှာတောက်တက်ဝဲသည်လို့ဆိုင်းပုတ်လဲချိတ်လိုက်ကောရက်ွက်ထဲကလူရဲလူလက်တွေအားလုံးအလုံးရကုန်တော့တာပဲအာရရလဖက်ရေးဆိုင်ထိုင်အလကားရတဲ့ရေနွေးချမ်းတွေတစ်ခွက်ပြီးတစ်ခွက်တော့သုံးလုံးထီကနန်းတွက်ချင်းမှာညင်းငွေလာတဲ့တန်တန်မာမာလူရဲတွေအားလုံးလက်ယုံတွေကိုစန့်တန်းကုန်ကြတာပေါ့ငါဟဲ့ယောက်ျားစာနီဘွားလာစမ်းတောက်တဲ့တထဲဖြစ်မဲ့ဆိုတော့ မန္တန်တွေရွတ်ဖက်ရင်တောက်တဲ့ဖမ်းဖို့နီလန်းရှာကြတော့တယ်တောက်တဲ့ဖမ်းမယ်ဆို တောက်တဲ့ရှိနိုင်တဲ့တောတောင်ကိုစုံစမ်းရတာပေါ့မြိမျိုးက တောတောင်တောင်ချောင်းဆိုတဲ့မြို့လေကောင်ကတောင်ဟာတစ်ပင်တွေစိမ့်အုပ်အုပ်နဲ့တောက်တဲ့တွေပျော်တဲ့တောဆိုပဲဖန်းဒီကလည်းကြိုးကွင်းစွဖန်းဒီသေခေါင်းတွေကထွက်လာအောင်ပင်ခြေကမီးမြိုင်ဒီအစုံပါပဲ လှုပ်ရှားနေတဲ့တတ္တဝါကိုအတဏ္ဍတကွဖမ်းမိဖို့ဆိုတော့တိတ်တော့မလွယ်လှပါဘူးဒါပေမဲ့လူအကျံတောက်တဲ့မခံနိုင်ဆိုတာလိုဖမ်းလာလိုက်ကြတဲ့တောက်တဲ့တွေကွတ်တုတီတပည့်တွေဖြစ်တဲ့ဖိုးခွားနဲ့ဖိုးမှုတို့နှစ်ယောက်လဲတောက်တဲ့လက်ခံရတာမမောမပန်းနိုင်အောင်ပါပဲကျမမာတော့ကြောက်လွန်းလို့အိမ်မှာကုန်းနေသလောင်းအရဲသေးကလူတွေ ပြေးကြည့်ကြတာအမောတကောပါပဲ ဖိုးခွားနဲ့ဖိုးမူကားတောက်တဲ့တွေကိုထင်းယူသစ်တာတဲ့အသက်ရှူပေါက်ကလေးတွေသာခြံပြီးရိုက်ပိတ်ထားတယ်။ဒီလိုရိုက်ပိတ်ထားရုံနဲ့ပြီးရောလားမပြီးပါဘူးအစာကျွေးရအောင်မှာပေါ့။တောက်တဲ့တွေကိုဘာကျွေးမလဲသူတို့ဘာကြိုက်တယ်လဲဘာစားလေစားထားရှိလဲကျမစိတ်ထင် သူတို့လည်းအိမ်မြောင်တွေလို ပိုးကောင်မွှားကောင်စားတယ်ထင်တယ်။အဲ့ဒီပိုးကောင်မွှားကောင်ကဘယ်ကရမလဲ။ မကြပါဘူးကိုတို့ဒီအိမ်မှာတောက်တဲ့ဝဲသည်ဆိုင်းပုတ်အောက်မှာ ပိုဟက်ဝဲသည်ဆိုတဲ့ဆိုင်းပုတ်တစ်ခုတိုးလာပါရောပိုဟက်ကိုတော့တပီတမက်ဝဲစေးတတ်မှတ်ပါတယ်ဘာပြောကောင်းမလဲအိမ်တွေမှာပိုဟက်ရှာဖမ်းနေကြတာတော်တော်ညံနေတာပဲပိုဟက်ဆိုတဲ့အကောင်ဟာ အိမ်တွေမှာ ပေါ်မှာပေါ့ အိမ်ကိုအိမ်ဟောင်းတွေလူမနေတဲ့ဂိုဒေါင်ပြက်တွေသတင်းစာဆောင်တွေထိုးထည့်ထားတဲ့ပြည်ကြားရေးဌာနစတိုကန်းတွေဒီတခါတော့မူလတန်းရွယ်ကလေးတွေကစာလှုပ်ရှားကြတယ်။ကိုတို့တီတို့လုံလိုက်ရင် ပြောစမှတ်ကို ဖြစ်လို့ပိုဟတ်အရှင်တွေပြည်တော်နဲ့ဘလို့ချင်တွေမလဲ။ပြည်တော်နဲ့ထဲလိုက်တာနဲ့ပိုဟတ်တွေပျော်ပျော်ကြီးထွက်ပြေးကြတာလေ။ ိုးဟဲလာသွင်းခြင်းဆိုကုသတီအိမ်မှာလူသန်ရီသန်စုစုညံ့နေတာပဲအကောင်ရေအတွက်နဲ့ဝယ်ရင်လဲလှုပ်ရနေတဲ့ကောင်တွေရေအတွက်ဖို့ဆိုတာခေါင်းမူးစေးဖော်တာနဲ့အတူတူပါပဲနောက်ဆုံးအထုပ်လိုက်အလေးချိန်နဲ့ဝယ်တဲ့စီရောက်တော့တယ်ဒီလိုနဲ့တောက်တဲ့တွေကိုထင်းယူသစ်တာ၃လုံးနဲ့ခံမှန်းကျေအကောင်300လောက်ရှိမယ်ထင်တယ်ရပြီးတဲ့အချိန်ကိုတွတ်ဒီကိုတောင်းဆင်းသွားပါရော့ ကိုတက်ဒီဟာကုံတယ်မှုလမ်းကြောင်းပေါ်မှာနှစ်တွေကြာကြီးကျင်လည်ခဲ့သူမှုအပေးခန်းရရောပြီးအရှောင်တိန်ဂျက်စီချင်းဖာသာရက်ကိုလည်းကျွမ်းကျင်သူပြီးပြီးစိတ်ကန်းအာနာပိုင်တွေကိုလွတ်လွတ်ကျွတ်ကျွတ်ဖျက်ကျော်သွားနိုင်တာချီးကျူးစရာပါပဲစိတ်ကန်းကလှေထွက်ပြီးကျွံ့ရတွေနဲ့ခလန်းလက်ရောက်မှကိုတက်ဒီစိတ်ချလက်ချဖြစ်သွားတာပါဘာပဲပြောပြောအခုတင်လာတဲ့ကုံကအရင်ကကုံလို့မဟုတ်ဘူးဆိုတော့ သူလည်းအထိုင်လျောက်စိတ်လှုပ်ရှားတာပါပဲတစုံတရာလွဲချော်လို့မဖြစ်ဘူးလေသူ့အရင်ကမနှဲဘဲကိုဒီလိုနဲ့အမောင်ချင်းညာရောက်လာတော့ကောင်းငင်မောင်မိုးများရအောင်မလားမိုးရိပ်မိုးသားတွေတက်လာတော့ကိုကျုပ်ပြီးသူနည်းနည်းစိုးရိမ်သွားတယ်ဒီအကောင်ပလောင်လေးနဲ့မိုးရွာလို့မဖြစ်ဘူးသူထင်းယူသစ်တာတွေရဲ့လုံခြုံမှုမိုးရွာရင် ဖြစ်နိုင်တဲ့ဖြစ်နိုင်ခြေသူအပြေးလွှားတွက်ချက်နေမိတယ် တော်ပါသေးရဲ့ခဝေးဝေးကမိုးချိန်တန်တစ်ချက်နှစ်ချက်ပေးပြီးမိုးရိပ်တွေလင်းနဲ့လွင့်ပါသွားလေရောလားကိုကျွတ်ဒီလူသူမသိအောင်တပ်ပြင်းကိုမြင်းမြင်းကလေးချမိတယ်မိုးရဲ့မရွာပါနဲ့မိုးဖြူမဆဲမိုးမဲမရွာဆိုတဲ့စကားလိုမိုးမဲတွေလင်းနဲ့တူမြင်းမြန်းပါသွားပါစေကိုတို့ဒီဆူတောင်းနေစီမှာပဲမိုးမရွာပေမဲ့မိုးရွာသလိုစိတ်လုံရှားပွေဖြစ်ဖြစ်ဟာ ရုပ်ကြီးရောက်ချလာတော့တယ်အဲ့ဒါကမိုးချိန်တန်ထက်ကြောက်စရာကောင်းတဲ့တုံလုံးခြောက်ခြားပွဲအတန်ကြီးပါအတန်ရဲ့ရှေ့ပြေးကဂေါဂေါဆိုတဲ့ဆွဲငင်တန်ကြီးပါ လူတွေအလုံးခေါင်းထောင်သွားစင်မှာပဲအနောက်ကကွက်ကဲကွက်ကဲဆိုတဲ့အော်မီတန်ကြီး ရှေ့တန်မဆုံးခင်နောက်တန်ဆက်နောက်တန်မဆုံးခင်နောက်ထပ်နောက်ထပ်တန်ပြိုင်မီဟိန်းလိုက်တဲ့အတန်တွေ ဒီသက်တာပြီးတော့ဟိုသက်တာဟိုသက်တာပြီးတော့ဟိုသက်တာပင်လယ်ထဲမှာကုန်တင်ဆက်လက်ကြီးပေါ်မှာကြောင်မွဲဖွဲတမ်းမြိုင်မီဟိန်တန်ကြီးဟာခရီးသွားတွေကိုအဆုံးစွန်ဆုံးတောင်းလှုပ်ခြောက်ခြားစေပါတော့တယ်အမိဝေးဘာတန်ကြီးလဲဘာတန်ကြီးလဲနဲ့ကံယိုးတန်းလေအမိကိုတာတန်နဲ့အတူဝေခွဲမရအခြေအနေမှာထိတ်လန့်မြင်တဲ့နေကြစေကိုတို့ဒီတယောက်မှာတော့အခြေအနေကိုထိမ့်မနိုင်ပဲ ရေရှိုးမိုးပြန့်ခြင်းစိတ်တွေပေါင်းနေပါတော့တယ်ဒီအခြေအနေကသူမျှော်လင့်မထားတဲ့အခြေအနေပါသူတွက်ချက်ထားတဲ့ဖြစ်နိုင်ခြေထဲမှာဒီလိုကိစ္စမျိုးဘာလို့မပါတာပါလဲမိုးလေတွက်ခါဘေးရင်ဟောတောက်တက်ကိုလူပေါ်ဆိုတဲ့ငယ်စဉ်ကသင်ခဲ့ရတဲ့ကြံပြာကိုဘာလို့မေ့သွားပါလဲ ဒီကောင်တွေဟာတကောင်အော်ရင်ကြံကောင်တွေပါ ဝိုင်းစုအော်တတ်ကြတာဘာလို့တတိမထားမိကြပါလဲသူ့အိမ်မှာတော့တကောင်မှမအော်ပဲပင်လယ်ပြင်ထဲရောက်မှမိုးတန်လေးတန်ကြားမှအော်တာ သူတို့ရဲ့ပင်ကိုတဘာဝလေလားကတုတီအတွေးပွားနေစမှာပင်တိတ္တာသုံးလုံးထဲမှာဘာတွေပါလာလဲဆိုတာသိသွားတဲ့ခီးသွားတွေရဲ့ တိတိခွားခွားဆေးရည်တန်တွေဟာကောင်းငင်ကမိုးသီမိုးပေါက်တွေကြသလိုကြာရောက်လာလိုက်တာ ကိုတို့ဒီမှာ တောင်းမှန်ယုံပြင်းဘာရှိတော့မှလဲမိမိကလွားထဲမှာတောက်တက်တွေသေးလာရသလားဟာဆိုပြီးထားရိုက်မယ်လို့တဲ့ဒေါသကြီးကြီးအဖိုးကြီးတယောက်ကိုခရီးသည်တွေဝိုင်းဆွဲရတာက အစ်စ်ပါပါသေးတယ် တာထွက်မကောင်းခဲ့တဲ့ကိုသူတီဟာလမ်းခရီးတစ်လျှောက်လုံးလူတွေရဲ့ညှိုးညင်းစွာမြစ်တော်ပုံးမှုကို ခံယူပြီးကော့တောင်းရောက်တော့အနောင်တော်မယူနိုင်ပဲရှမ်းကမ်းဘက်လေနဲ့ကူးခဲ့တော့တယ်။ဒါတွေကိုဈေးခွက်မြင်မြန်ပိုးမှ ဖြစ်မယ်။သူ့လက်ထက်ရှိနေတဲ့ရွေးဝင်တော့ဝင်ပိုးကြီး ဖြစ်နေတာမဟုတ်လား။ကန်စိုးကျင်တော့ဟိုဘက်ကန်းရောက်တော့ တောက်တက်တွေရသလောက်သေးလားတကောင်300ပေးမဆိုတဲ့သူ့ဘောဒအဝဲတော်ကိုရှာမတွေ့ဖြစ်ပါရောအဲ့ဒီလူကကော်တောင်းမျိုးနယ်တဲကရွာတရွာမှာအရက်ခန့်ចောင်းဆရာလဲဖြစ်တာမို့အခုဆိုရင်အသုံးလုံးခရီးစဉ်နဲ့ပါသွားပါပြီတဲ့ဗမာသွားဖမ်းရပါကိုတို့ဒီခမည်းမို့အစင်ချင်းနေပလီစင်းနေပါပါဈေးကွက်ကိုစနီးနာပါအောင်တော့ ဒီဘက်ကလူတွေတောက်တက်ဝယ်မယ်လို့တဲတဲမှမကြပါဘူးဗျာလုံးဖော်ကောင်ဘက်တွေဝိုင်းပြောကြမှသူ့ဝယ်တော်သူ့ကိုချောက်တော်မှန်တိသွားတော့တယ်တမင်နောက်ပြောင်လိုက်တာလဲဖြစ်နိုင်သေးရဲ့မဟုတ်လားဒါတောင် သူကဆွဲမလျှော့သေးပါဘူးတကောင်ချင်းပလတ်စတစ်အိတ်နဲ့ထည့်ပြီးရန်နှောင်းသေးတယ်လိုက်ဆက်သေးတာပါ အမဲနဲ့ဖြူကြားကောင်ကြီးကိုမြင်တာနဲ့ခိုင်းတွေအလန်တကြားညင်းလိုက်ပုံက ကိုတို့ဒီကိုတဖြည်းဖြည်း သွေးပြက်သွားစေတယ်စိတ်ဓာတ်တွေအကြကြီးကြပြီးတော့ကိုတောင်းပြန်ရောက်လာတဲ့ကိုတို့ဒီကိုသတင်းဆိုကြီးကကြိုးဆိုနေပါတော့တယ်သူ့တစ်တာတွေသွားရထားတဲ့ဂိုတောင်ကပစ္စည်းတွေအမြန်လာယူပါတယ်သူအပြေးလွှားရောက်သွားတော့ဂိုတောင်ကဘယ်လက်ခံချင်မှာတော့မလဲအပုံးနဲ့ထောင်းထောင်းထွက်နေပြီကို ရဲကြလာတော့အစာရေစာပြက်တာရောမွန်ချက်တာရောဆိုတော့သေတဲ့အကောင်သေးပုတ်တဲ့အကောင်ပုတ်ဖြစ်ပြီပေါ့ဒါတွေကို သူဗမာပြစ်ချရပါ အခုမှတကယ်ဗမာကြီးအုတ်ခေါင်ဘယ်နှချရမှန်းမသိဖြစ်ပြီ နောက်ဆုံးခိုးတောင်ဆောင်အကြံကိုပဲလက်ခံရတော့တယ်ဒီလိုလောက်တာငါလက်ကလွတ် ခွက်ကျွတ်မျက်နှလွဲခဲပြစ်တကူကောင်းဆံပေမဲ့မလွဲရှောင်တာအဲ့ဒီလမ်းကိုပဲရွေးချယ်ရတော့တယ်တကယ်ဆိုတိတ္တာသုံးလုံးကိုလှိနေတင်ပြီး ရေလဲမှာသွားပြချရင်ပြီးနေတဲ့ကိစ္စကိုရှင်ညာတော်စုရောက်ပြီးကိုတောင်းမျိုးစုံကပင်လေရင်နဲ့ထိဆက်နေတဲ့လူနေအင်ဂျီတွေနောက်မှာတိတ္တာဖွင့်ပြီးသွားလွတ်တော့အသေးလေးကရင်နဲ့မျောသွားပေမဲ့အရှင်တွေက ရေဆက်ဆက်ကနေကူးပြီးကုန်းပေါ်ပြန်တယ် သစ်ပင်ပေါ်ပြေးတယ်။နီးရအိမ်တွေပေါ်ပြေးတယ်။ဒီလောက်များတဲ့အဖြူမဲကြားကောင်တွေအိမ်မော်သွားတက်သွားမျိုးရမျိုးစီစွန်ရက်ကွက်ကလေးကဘာပြတ်သွားတယ်လို့ပေါ့။နောက်ဆုံးဖဲကောင်လက်ချက်ကလက်ကွာဆိုပြီးဝိုင်းဖန်ပြီးရက်ကုံရက်ကုံကိုရက်ကွက်ရုံးကိုပို့လိုက်တော့ကိုတွတီတရားငွေနဲ့ပေါက်ပြီးမင်းဖြည့်ရှင်းလိုက်ရတယ်။ဝိုင်းမရိုက်လိုက်တာ ကံကောင်းလို့ပဲတွေ့ရမှာပါပဲ။ ပါဠိဘောရှာ နမောနမဲနိုင်လာတဲ့ဇိယိုက်တစ်ခုကနေနောက်ဆက်တွဲဆိုကြိုတွေဟာ ကိုတွတ်တီကိုတေရပါသင်္ကန်းစာတွေပေးနေတော့တာပဲကိုရဲ့မတော်လောဘကြောင့်လောကဒဏ်ရဲ့ရိုက်ချက်ပြင်းပြင်းအောင်မှာတရင်တရင်ဖြစ်ပြီးပြန်လာတဲ့ကိုတွတ်တီကို မြိမ်မျိုးမှာလှေဆိုင်တော့သူ့တပည့်ဖိုးခွားနဲ့ဖိုးမှုကလာကြိုချားတတ်တယ်လှေဆိုင်ဆိုင်ချင်းသူ့ဆီယာမျက်နှာမြင်တော့တပည့်တွေကလက်မထောင်ပြပြီး โอเคလားဆိုတဲ့သဘောလှမ်းမိပါတယ်စိတ်ပြက်လက်လျှော့လာတဲ့ကိုကျူးကြီးကလဝါကပြပြီးမပြောပါနဲ့တော့ကွာလို့လှမ်းပြီးလက်ရိပ်ပြတဲ့ဒါကိုဖိုးခွားတို့ဖိုးမှုတို့ကဟာဒိုးစရာထောပြီးတကောင်900တောင်ရတယ်ဟုသဘောပေါက်ပြီး네ရီဘက်ကိုတောက်တဲ့အရှာထွက်ဖို့စိတ်ကူးချတဲ့လိုက်လဲလိုက်ဖက်တဲ့စရာတပဲတွေလီ ကျမကတော့ကိုကိုကိုဖော်မသူတော်စည်ရင်ဝင်ဒီအကောင်တွေရဲ့အမိကိုကြားတိုင်းကြားတိုင်းကိုတစ်တီကိုတတိယပြီးတနာပြီးရင်တနာနေမိတော့တယ်မိချမ်းဝေအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်နောက်ထပ်အော်ဒီတိုဘုတ်အသင်းနဲ့အတူပြန်လာခဲ့ပါမယ်ရှင်